အဲ့ဒီတော့ဒီ GitHub မှာအာ rec paper ဆိုတဲ့အကြောင်းအရာရှိတယ်အာသူကဘာလုပ်လဲဆိုတဲ့အခါကျတော့ paper တွေကိုသူက rec အဖြစ်ပြောင်းမိရမှာပေါ့နော်သူက embedding နေဖြစ်ပြောင်းမှာပေါ့ပြောင်းမိရမှာအဲ့ဒါတွေကိုအဲ့ဒီအောင် summarize လုပ်တာမျိုးတွေတို့နောက်ပြီးတော့မှ တော့ search လောက်တာမျိုးတွေတော့လောက်ချင်တယ်ဘယ်လိုလုပ်မှာနော်အဲ့လိုပို့တော့ဘာလို့လဲဆိုတော့အခါကျတော့ဒီမှာဟိုပါပေါ့ဟို open api key လို့လဲအဲ့ဒါလို့ချင်ဖွင့်ချင်တယ်ဆိုတော့ဒီကနေမှာဖွင့်လိုက်လို့ရတယ်နော်ဒီမှာရှိတယ်ပေါ့နော်ဒီ page ထဲမှာရှိတယ်အဲ့တော့ဒီ page ထဲမှာသွားလို့ရတာပေါ့နော် platform ai open ai ဆိုတော့ဒီက key ရှိလာမှာပေါ့နော်ဒီမှာ api key မရှိရင်လည်း create လုပ်လိုက်လို့ရတယ်အဲ့တော့အဲ့ဒါအဲထဲဝင်ဖို့အတွက်ကတော့ကိုယ်ကကိုယ့်အကောင့်နဲ့ကိုယ်တော့ login ဝင်ထားပေးဖို့လိုတယ်နော် login ဝင်ပြီးတော့မှ sign sign up လုပ်ပေါ့နော် sign up လုပ်ပြီးတော့မှသူ့ရဲ့ account ဝင်ပေးလို့ရတယ်နော်အဲ့ဒါပြီးတော့ဒီမှာဟိုပါပေါ့နော် virtual environment တွေဖန်တီးတို့ပါတော့အမျိုးလောက်အောင်ပါပေါ့နော်အဲ့လိုလုပ်ပြီးဖို့လိုတယ် now လိုအပ်တဲ့ file တစ် file ဒီမှာ requirement.txt ဆိုတဲ့ file နဲ့ဒီမှာရှိထားပြီးတယ်နော်ဒီမှာရှိတယ် အဲဒေါင်းလုဒ်လုပ်ထားလိုက်ပါဒီမှာဒီဟာလေးပါလိုက်မယ်ပေါ့နော်အဲ့ဒါရှိရဲ့ Okay အဲ့နှစ်ခုပဲပါပဲအဲ့နှစ်ခုကိုထည့်ပြီးတော့မှဘာလုပ်တယ်လဲဘယ်လိုလုပ်တယ်လဲဆိုတော့ပြောပြပေးမယ်နော်အဲ့တော့ terminal လေးကိုသွားမယ် terminal လေးကိုသွားပြီးတော့မှ cd desktop ပေါ်က my project ပေါ့နော် my project ဆိုတဲ့ပုံရတယ်ဟုတ်ကွာအဲ့တော့အဲ့ထဲမှာဘာမှမရှိသေးဘူးအဲ့ဒီ dm mic directory ဆောက်မယ်ပေါ့နော် test ပဲဆိုပါလို့အဲ test စီသွားပြီ cd test ကိုသွားမယ် test ရောက်သွားတယ်အဲ့ဒီဟာကိုဟို virtual environment ဆောက်မှာပေါ့နော် python dash n အဲ e v e n v ပေါ့နော် my v n v ပေါ့ v n v ပေါ့နော်ဆိုတော့ my virtual environment ပေါ့လို့ဆောက်လိုက်တယ်အဲ့ဒါ source လိုင်းဗီရင်ပြီးဘင် activate ဆင်တာ activate လောက်လာမယ်အဲ့ထဲရောက်သွားပြီနော်အဲ့ထဲရောက်သွားပြီဆိုတော့အဲ့ဒီအထဲမှာအခုလောလောဆယ်ကဘာရှိလဲဆိုဘာမှမရှိသေးဘူးနော်အဲ့တော့ my project ထဲမှာဒီ requirement function test function အဲ့ထဲကိုဒီထဲကို test function ထည့်ထားလိုက်မယ်အဲ့ requirement function ထည့်ထားလိုက်မယ်ထည့်ထားပြီးတော့မှထည့်ထားပြီးတော့မှ ไอ้แท้ကို install လုပ်မှာပေါ့เนาะ pip install เอ่อ -r requirement dst file install လုပ်မှာ နောက်ပြီးတော့ pit install ကြည့်ပြီး Jupyter ပေါ့နော် Jupyter install လုပ်မှာပေါ့โอเคအဲ့ဒါပြီးတော့ JUP1 တရ Jupyter notebook ဆိုမှာ notebook ကိုဖွင့်မှာပေါ့နော်โอเค notebook ဖွင့်ပြီးအဲ့ဒီတော့အဲ့ထဲမှာ အာနယူနဲ့တာမီနယ်တစ်ခုထပ်ခေါ်တော့ဗောနော်တာမီနယ်တစ်ခုခေါ်ပြီးမှအခုဒီချက်မှာမိုင်းရင်ပြပါပဲရှိသေးတယ်အဲ့တော့အဲ့ထက်မှာ virtual environment တစ်ခုဖန်တီးမယ်အဲ sorry virtual environment မဟုတ်ဘူးဒီချက်မှာကျတော့ environment file တစ်ခုဖန်တီးမယ်ဗောနော် nano.env ဆိုမှာ environment file တစ်ခုဖန်တီးမယ်ဗောအဲ့ထက်မှာပါလဲဆိုတော့ open opn open ai API key ပေါ့နော်အဲ API key ရတာလေးကိုထည့်ပေးမယ်ပေါ့အဲ့တော့ဒီကနေယူခဲ့တဲ့ key ကိုဒီထက်မှထည့်ရမယ်လို့ပြောတာဟုတ်အဲ့ key ထည့်ပေးမယ်အဲ့တော့ key ထည့်ဖို့အတွက်ကိုကဒီမှာရှိနေတယ်ပေါ့နော် key ထည့်မယ်အကီထည့်ရတော့ key ကိုမပြတော့ဘောနော် မပြတော့ဘယ်နဲ့ key ကိုထည့်လိုက်တယ်ပြီးတော့အဲ့ဒါအဲ့ဒီ file ကိုပိတ်မယ်ဆိုရင် control x ရဲ့ရဆင်းနေလိုက်မယ်ဆိုရင်ဒါရသွားမယ်ပေါ့နော်အဲ့ဒီ file တစ်ခုရသွားမယ်ပေါ့အဲ့ဒီတော့ဒါ key ထည့်တဲ့အကြောင်းပြောပြတာအဲ့တော့ environment ရပြီပေါ့နော် environment ရပြီဆိုတဲ့အခါကျတော့ဒီမှာဒီဘက် home ဘက်မှာပေါ့နော် home ဘက်မှာ file ကနေမှာ new notebook ဆိုမှာ notebook တစ်ဖန်နေမယ်ပေါ့ အနဘုတ်တက်ဖန်ဒီပြီးတော့မှဒီမှာဒါကအဲ့ဒီအပြည့်ကြီးကိုလမ်းခေါ်ခြင်းနဲ့ဟာလေအဲ့ဒါလေးကိုရှုမှာပြောလမ်းကြည့်မယ်ပေါ့အဲ့ဒါပြီးတော့ကနောက်တစ်တခုကအပြန်ကီးကိုဒါ open အပြန်ကီးကို get open အပြန်ကီးနဲ့လမ်းခေါ်ရပေါ့နော်ခေါ်ကြည့်မယ်ပေါ့ okay ဒါလေးရလိုက်မယ်ပေါ့နော် ယ်ဆိုရင်ဒီအပြန်ကြီးတွေရပြီဆိုရင်ဘာလို့လို့ရလဲဆိုတဲ့အခါကျတော့ now အခုလှုပ်ရှင်တဲ့ရွေးချက်ကဘာလှုပ်ရှင်တာလဲဆိုရင် paper တစ်စောင်ကိုဒီမှာရှိရဲ paper တစ်စောင်ရှိရဲ meta gpt လို့ခေါ်တယ်အဲ့ paper တစ်စောင်ကိုအဲ့ရကို download download လုပ်ပြီးတော့မှအဲ့ဒါကိုသူ summarize တေလောက်ခိုင်းမယ်နော်အပိုင်ပြန်သုံးပြပါလိမ့် summarize တွေလုပ်ခိုင်းမယ်ပြီးတော့မှအဲ့ဒီကနေလိုအပ်တဲ့ search လုပ်ချင် search တွေလုပ်မယ်ပေါ့အဲ့လိုလုပ်ချင်တာအဲ့လိုလုပ်ဖို့အတွက်ကိုဒီ paper ကိုဘာလုပ်လဲဆိုတော့ခါကျတော့ embedding နေဖြစ်ပြောင်းမှာเนาะ embedding better index တွေဖြစ်ပြောင်းမှာပေါ့ပြောင်းပြီးတော့မှအဲ့ဒီကနေမှ search လုပ်တဲ့ကိစ္စမျိုးတွေတော့အဲ့လိုမျိုးလုပ်ချင်တာเนาะအဲ့တော့အဲ့ဒါသုံးဖို့အတွက်ကို open ai ရဲ့ abn key ကိုသုံးရတယ် open ai model large language model ကိုသုံးမယ်ပေါ့အဲ့လိုသုံးရမယ်ပေါ့เนาะအဲ့ဒါသုံးမယ်အဲ့ဒီမှာအခုဒီမှာအခုဒီဟာလေးရှင်း a next async ကိုဆိုတာလေးဒါလေး import လုပ်ပေးရတယ်အဲ့ဒါဘာကြောင့်လဲဆိုဒီမှာရေးထားတယ်သူက event loop တွေကိုတုံးဖို့အတွက်လို့ပြောတယ် event loop တွေတုံးဖို့အတွက်ကိုဒါလေးလိုတယ်ပေါ့နော်အဲ့ဒါသူက asynchronous ဟိုဖြစ်တဲ့ function တွေဖြစ်တဲ့အတွက်အဲ့ဒီ asynchronous function တွေတုံးဖို့အတွက်ဆိုရင်ဒီဒီဟာလေးထည့် run ပေးဖို့လိုတယ်ဒါကြောင့်မို့ဒါလေးထည့် run ပေးရမယ်ထည့်လိုက်ပြီနော် okay နောက်ပြီးတော့က ဒါကတော့ဒီ paper ကို download လုပ်တဲ့ကိစ္စပေါ့နော် paper ကို download လုပ်တဲ့ကိစ္စဒီ paper လေးကို download လုပ်ပြီးတော့မှအာ meta.gb.pdf ဆိုဖိုင်နယ်မှာထားပြီးမယ်အဲ့တော့တချို့ဒီမှာဒီ wget ဒီ run မရရှိအောင်ရှိလိုက်မယ်အဲ့တော့ run မရကိုယ့်ဘုဒီဒီ page ဒီ link ကနေ download လုပ်ပြီးတော့မှ folder တွေတွက်ထည့်ထားလိုက်ရတယ်အဲ့တော့ page ထဲမှာရှိလဲဆိုတော့ဒီ project folder အောက်မှာဒီ test အောက်မှာဒီ meta.gb ဆိုတဲ့ pdf file ကိုရောက်လုပ်မှာပဲအဲ့လိုရှိနေလိုက်မယ်နော်ဒါ paper လေးကို download လုပ်တာ တော့အဲ့ paper ကို download လုပ်ပြီးရင်ဘာလုပ်မှာလဲဆိုတဲ့အခါကျတော့ဒီ simple directory reader ကိုတုံးပြီးတော့မှဒီထဲကိုလုတ်ပြန်လုတ်တင်မှာနော်ဒီကုတ်ထဲမှာတုံးလို့ရအောင်လုတ်ပြန်လုတ်တင်မယ်လုတ်ရှင်းတဲ့ဖြစ်တဲ့တွေဒီမှာလုတ်ပြန်လုတ်လိုက်တယ် okay ကြာလာပြီရယူဆိုရင်အဲ့ဒါကိုနော် sender splitter ဆိုတော့ပြီးတော့မှ document အပိုင်းသေးလေးတွေဖြစ်ခွဲထုတ်မှာသူရဲ့ channel site ကို1024ဆိုမှထားမယ်ပေါ့နော်အဲ့လိုထားမယ်ပေါ့ ူ့ရဲ့အရွယ်စားဒီ character တော့မို့တုံကင်အလုံးပေါင်း1024လောက်ပဲရှိရတုံကင်နေနဲ့ထားမှာပေါ့နော်မတော်တော့ချင်လဲအဲ့တော့ဒီနေရာမှာဒါလုတ်ပြန်လို့လောချန်လေးတွေခွဲလိုက်တယ်ပေါ့ချန်ခွဲပြီးရင်အဲ့ဒါကိုဒီမှာ global setting config လောက်မယ်လာမ index ရဲ့ global setting config လောက်မယ်သူ့မှာတုံးမဲ့ဒီ model ကို gpt 3.5တာပေါ်တုံးမှာနော်အဲ့ဒါ language model နဲ့မိခွန်းဖြည့်တုံးတစ်ခါဒီ model ကိုတုံးလို့ဆိုလို့ရတယ် ်နောက်ပြီးတော့သူ့ရဲ့ embedding ကိုလည်းပဲသူ့ရဲ့ဒါ text embedding at 002တတ်မှတ်ပါအဲ့ဒါကဘာလဲဆိုတော့ခု text တွေကိုခုထည့်ထား text တွေကို better embedding ပဲပြောင်းမဲ့ပုံစံပေါ့ model ပေါ့နော်အဲ့လိုလုပ်မှာနော်အဲ့ဒါဘာကြောင့်လဲဆိုတော့နောက်ဘာလုပ်မလဲဆိုတော့ပြောပြပြပြမယ်နော်အဲ့ index လုပ်ပြီး query ရှာခြင်းတဲ့အခါမှာသုံးဖို့အတွက် query နဲ့ရှာဖို့အခါမှာသုံးဖို့အတွက်လောက်တယ်အဲ့တော့ဒီမှာထည့်လိုက်ပြီး အဲ့တော့သုံးမဲ့ GPT 3.5 Fighter ဘုံနဲ့ Tech Company အတာဘယ်သုံးမဲ့လို့ပဲပြောသေးတယ်เนาะဒါကအခုရှိတဲ့ဒီဟိုဘောเนาะဒီ PDF file ကို note ပြောင်းတယ်အဲ့ note တွေကိုပေါ့ note တွေကိုဒါ embedding ဖြစ်ပြောင်းမယ်ပေါ့เนาะ Tech Company ဖြစ်ပြောင်းမယ်လို့ပြောတာโอเคအဲ့တော့ embedding ဖြစ်ပြောင်းပြီးရင်အဲ့ဒါတွေကိုဘာလုပ်မလဲဆိုတော့ဒီအခုရှိတဲ့ note တွေပေါ့เนาะ note တွေကို summary index တို့ beta index တို့အဲ့ index တစ်ဖြစ်ပြောင်းမှာနော် summary index ကသူကဘာလုပ်လဲဆိုတော့ summary summary လုပ်ဖို့အတွက်နော်ဖန်တီးထားတဲ့ index စာရွက်စာတမ်းအကျဉ်းချုပ်ကိုပေါ်ပြမယ် beta index ကကျတော့သူကဒီ beta embedding နေနဲ့မှာ search လုပ်တဲ့အခါမှာနော် similarity base ပုံစံကိုနဲ့နော်ဒီ beta နဲ့ဒီ beta ရှိတဲ့မူရင်း beta နဲ့မိတဲ့မိဝင်ကြားထဲမှာ similarity ဖြစ်ဖြစ်ကိုလိုက်ရှာယူတော့မှာရှာဟိုရှာဖွေပေးမဲ့ပုံစံမျိုးလုပ်မှာ အဲ့တော့ summary index နဲ့ better store index တွေမှရှိလာတယ်ပေါ့လည်းလို့ရှိလာမယ်အဲ့တော့နောက်ဘာလုပ်မလဲဆိုတော့နောက်ထပ်တစ်ခုကဘာလဲဆိုတော့ကိုယ်အဲ့ဒီအဲ့ဒီ index တွေပေါ်မှာ summary index နဲ့ better index ပေါ်မှာ query engine နှစ်ခုဖန်ပြီးမှာနော် query engine မှာသူ့အတွက်ကိုဒီဒီ summary index ပေါ်မှာ query engine တစ်ခုဖန်ပြီးမြဲတာကို summary query engine လို့ခေါ်တယ် beta index ပေါ်မှာ query engine တစ်ခုဖန်တီးမယ်အဲ့ဒါကို beta query engine လို့ခေါ်တယ် query engine တစ်ခုရှိလာမယ်အဲ့ဒီမှာမှသူ့ရဲ့ summary query engine မှာမှသူ့ရဲ့ response mode ကို tree summarize ဆိုရယ်နီလန်းထားပြီးမယ်နော်အဲ့လိုထားမယ်ပေါ့သူက tree summarize ကအချင်းချုပ်ဖြည့်တဲ့အခါမှာ hierarchical တစ်ပင်ပုံစံနဲ့ဖြည့်မယ်လို့ပြောတာနော်အဲ့ဒီပုံစံမျိုးနဲ့ဖြည့်မယ်လို့ပြောတာ ။ Now asynchronous ကို true ပေးတာ asynchronous အနေနဲ့မေးခွန်းဖြေဖို့သတ်မှတ်ထားတယ်လို့ပြောတာ။နော်အဲ့ဒီနည်းလည်းပြင်မယ်လို့ပြောတာ။အဲ့ဒါကြီးကို GitHub ထဲမှာထည့်ထားပြီးသား။နော် okay ရပြီနော်။အဲ့ဒီတော့အဲ့ဒီအခုရှိတဲ့ဒီ query engine တွေကို Llama Index ရဲ့ query engine 2ကိုတုံပြီးတော့မှအဲ့ဒါတွေကို tools အဖြစ်ဖြန်ပြီးမှအခုရှိတဲ့ engine တွေပေါ့မဟုတ်အခု tools ဖြန်ပြီးအနေမှာ2နှစ်ခုပေါ့ summary engine တွေ2တခု better engine နဲ့ better query engine နဲ့2တခုပေါ့ summary 2က စမ်မီကွာရင်တုံးပြီးချိန်ရည်ဖန်ဒီမှာ better 2ကကျတော့ better query engine တုံးပြီးဖန်ဒီမှာเนาะအဲ့တော့ဖန်ဒီမှာဖြစ်တဲ့အတွက်ဒီမှာ query engine 2ဆိုမှရှိလိုက်မယ် query engine 2ကနေမှသူထက်မှထားဖို့အတွက် tools နှစ်ခုဖန်ဒီမယ်ပေါ့เนาะဒီမှာ summary tools နဲ့เนาะ better tools ခုနပြောတဲ့ query engine 2နဲ့ဒီ query ဟိုပါ sorry ဒီမှာเนาะ query engine ဒီ summary query engine နဲ့ better query engine ပေါ်မှာမူတည်ရမှာ summary 2နဲ့ better 2ဆိုမှဖန်ဒီမယ်လို့ပြောတာเนาะ ဲ့တော့တို့နှစ်ခုကဘာလုပ်လဲဆိုတော့ description ရေးပေးရဒါဒီ summarization အတွက်အဆင်ပြေတယ် use for summarization ဒါကြတော့ဟောဒီ specific context ကိုပြန်ပြီး retrieve လုပ်တဲ့အခါမှာအဆင်ပြေရဆိုတော့မျိုးပြောပေးရတာပေါ့သူရဲ့ description မှာပြောပေးရတာပေါ့နော်အဲ့တော့ဒါ2နှစ်ခုရသွားပြီအဲ့ဒီ2နှစ်ခုကိုယူပြီးတော့မှာနော် router query engine တုံးပြီးတော့မှာအဲ့ဒီ2နှစ်ခုကိုဘယ်2တုံးတယ်လဲဆိုတော့မျိုးသူဆုံးဖြတ်ပေးမှာမလုပ်လုပ်ပေးမှာ summary တုံးတုံးမလားဘယ်တာ2တုံးမလားဆိုတော့မျိုး စဉ်းစားမှာပေါ့နော်အဲ့တော့သူ့ကိုမေကွန်းတစ်ခုလာတဲ့ခါမှာအဲ့မေကွန်းကိုသူကဘာကြည့်မလဲဆိုတော့ data query engine နဲ့ကြည့်မှာကြည့်ပြီးတော့မှဘယ်သူသုံးတင်လဲဆိုတော့လောက်မှာအဲ့လိုလောက်ချင်တာနော်အဲ့လိုလောက်မှာ okay အဲ့ဒါဘယ်လိုလုပ်လဲဆိုကြည့်ကြည့်တာပေါ့ဒီမှာအဲ့တော့ data query engine နဲ့ခေါ်ထားတယ်သူ့ထဲမှာ tools ကနှစ်ခုရှိတယ်ဒီမှာ query engine 2ရဲ့ summary 2 sorry query engine 2ရဲ့အောက်မှာ summary 2ရဲ့ better 2ရဲ့2နှစ်ခုရှိတယ် အဲ့တူးနှစ်ခုတည်းကဘယ်ဟာကိုရွေးရမလဲဆိုတာမျိုးသူကဒီမှာဆလက်တာဆိုရရှိတယ်အဲ့ဆလက်တာနီးကိုတုံးတဲ့ယူမှာ LLM single selector ဆိုတော့တုံးထားတယ်အဲ့တော့ဘာလဲဆိုတော့အဲ့ဒါကသူကလာတဲ့မေးခွန်းကို language model ကနေမှာ question စိတ်ဖြာပြီးတော့မှာဘယ်တူးဆိုသွားတင်လဲဆိုတာမျိုးဆုံးဖြတ်ပြီးမှာအဲ့လိုလုပ်ပြီးမှာအဲ့တော့ဒီ router query engine intelligence ရှိရဆိုတဲ့ body အမျိုးလာတဲ့မေးခွန်းကိုကြည့်ကြည့်ပြီးတော့ဘယ်တူးတုံးတင်လဲဆိုတာမျိုးလုပ်ပြီးမယ်လို့ပြောတာနော် ဲ့တော့အဲ့ဒါလည်းသူ data query engine လည်းပြောမယ်ဆိုရင်သူဘာကိုသုံးထားလဲဆိုတော့ခါကျဒီ ChatGPT 3.5တပ်ကို engine ကိုသုံးပြီးတော့မှဟိုဆုံးဖြတ်ပြီးရတဲ့ပုံတရားမျိုးပြောလို့ရတယ်နော်အဲ Buffer 2ကတော့သူကတော့ဟို query process လုပ်တဲ့အသေးစိတ် log ကိုထုတ်ပြဖို့အတွက်ထားတာနော်အဲ့လိုလုပ်ပြီးတာဒီမှာ LLM single slider ကမိကုန်းကိုလာမေးလာတဲ့မိကုန်းကိုခွဲခြားစိတ်ပြပြီးတော့ဘယ်2ကိုဇူရမလဲဆိုတာမျိုးဆုံးဖြတ်ပြီးတာ ဲ့တော့ language model ကနေလောက်တယ်လို့ပြောတယ်ဒီ LLM ဆိုတော့နော်အဲ့လိုလုပ်ပေးတာ Okay အဲ့တော့အခုဒီထဲမှာလေးကိုမေးလိုက်မယ် the summary of document ဘာလဲဆိုမှမေးလိုက်မယ်ပေါ့မေးလိုက်မယ်ဆိုရင်တော့ response ဖြည့်ပြီးမယ်အဲ့မှာ log ဒီ bubble ကို true ပေးထားဖြစ်တဲ့အတွက်ဘယ် engine ကိုရွေးလဲဆိုတာမျိုးသူပြောပြတယ်။အဲ့တော့ဒီ paper ရဲ့ summarize ကို summary ကိုသူပြောပြတာပေါ့။ကိုကြီးထားတဲ့ paper ကြီးရှိလိုက်မယ်ပေါ့။ ပေပါကြီးကဘယ်မှာလဲဆိုတော့ခုနပြောဒီထဲမှာဒီမှာရှိတဲ့ဒီပေပါရှိတယ်ဒီပေပါသူ download လုပ်ထားပေပါစာမျက်နှာပေါင်း29ရက်ရှိတယ်အဲ့ဒီပေပါကိုသူ summarize လုပ်တာ summarize လုပ်တာအဲ့ဒါကို summarize လုပ်လို့ရအောင်လဲဟို battery နဲ့ထားပြီးတယ်ပေါ့နော်အဲ့ဒီ index တွေနဲ့ထားပြီးလုပ်ပြထားတယ် summarization ပေါ်လာတယ်ပေါ့အဲ့လိုပြောတာနော်နော် summarize အပြင်ဒါတော့သူ့ရဲ့ဟိုရဲ့ lunch ကိုထုတ်ကြည့်တာပါဒါကတော့သူ lunch ကိုထုတ်ကြည့်ရဲ့ ုံးစက်လေးထွက်လာတယ်။နောက်ဒါကြတော့ဒီတကယ်လို့များမေးတဲ့မေးခွန်းက how does agent share information with other agents agent အတခြား agent တွေနဲ့ဘယ်လို share လုပ်တယ်လဲ information share လုပ်လဲဆိုတော့ဒါမျိုးသိချင်တဲ့မေးခွန်းတစ်ခုမေးတာပေါ့ဒါကြတော့ဟောဟို better search နဲ့ share ပေးရမှာပေါ့နော် search လုပ်ပြီးတော့ share ပေးမယ်။အဲ့တော့ခုနပြောတဲ့ဒီ PDF ဖိုင်ကြီးကို index အဖြစ်ဖန်တီးရမှာ numerical index တန်ဖိုးတွေပြထားတယ်။အဲ့ဒါကိုဟိုမေးတဲ့မေးခွန်းနဲ့ similarity ရှာမယ်ပေါ့ ဒီဟာကိုလည်းပဲဒီမေးခွန်းကိုလည်းပဲသူက numerical value better ဖြစ်ပြောင်းပြီးတော့မှ PDF file ရဲ့ better တွေနဲ့တွားပြီးတော့ရှင်းကြည့်တော့မှ similar ဖြစ်တဲ့အမျိုးကိုရှာပြီးတော့မှအဲ့ဒါကို similar ဖြစ်တာလေးဆွဲထုတ်ပြီးတော့မှထုတ်ပြီးတော့အဖြေရှာပြီးတဲ့ပုံစံမျိုးပြောတာအဲ့တော့အဖြေကအလိုထွက်လာတာပေါ့ဒီတိုင်းပဲနော်အဲ့တော့သူကမေးရဲ့မေးခွန်းကဒါဖြစ်တဲ့အတွက်ဒီထက်နေရှာပြီးတော့မှအဖြေထုတ်ပြီးတယ်ပေါ့ agent share information ပါညာတယ်လို့ရှာပြီးတယ်အဲ့လိုလုပ်ပြီးတယ်နော် okay အဲ့ဒါအပြင်ဒါကတော့ဟိုဒီကုတ်ကိုအစဆုံးကိုပြန်ပြီးတော့မှဟိုဟာဗာလဲ function တစ်ခုပုံစံနဲ့ရေးထားတာအဲ့တော့ဒီကတော့ဗာလို့လို့ရတယ်ဆိုတော့လွယ်တကူသုံးလို့ရအောင်လို့ပေးထားတဲ့ပုံတရားမျိုးအဲ့ဒါလေးထည့်ပြီးတော့မှ run ပြမယ်နော်ဒါထည့်တယ်ပြီးတော့အခု paper ရဲ့နာမည်ထည့်ပြီးတော့မှ paper ရဲ့နာမည်ထည့်လိုက်တယ်ဗောနော်ထည့်လိုက်တယ် ထည့်ပြီးတော့မှအဲ့ဒီ paper နဲ့ပတ်သက်ပြီးတော့မှမေးမယ်ပေါ့နော်ဒီမှာဒီရဇက်ကပါလေးရဲ့တွေ့မိတာရှိတယ်အဲ့တော့ mission နဲ့ mission ဒီမှာထည့် paper ရဲ့နာမည်ဒီမှာထည့်နော်ဒီဟာလေးရှိရဆိုရင် mission နဲ့ mission ဒီမှာထည့် paper ရဲ့နာမည်ထည့်ပြီးတော့မေးလိုက်လို့ရတယ်โอเคဟာကျေးဇူးပါလားလား